္ဂလာပါရှင်ကျမကတော့ချီချိုဆက်မှာ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဖလန်းမြို့ကနောက်ဆုံးလက်ကျန်စစ်ကောင်စီတပ်စခန်းကိုဧပြီလ9ရက်နေ့မှာတွန်လှန်ရေးတပ်ဖွဲ့တွေကအလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ချင်းတွန်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကပြောပါရတယ် စစ်ရေးအရာအရေးပါတဲ့ဖလန်မျိုးမှာခလာရ268လက်အောက်ခံတိုက်အင်အားတရာကျော်လောက်သာကြန့်ရှိတော့တာကြောင့်အဲ့ဒီတက်စခန်းကုန်းကိုသိမ်းပိုက်ခဲ့ကစခန်းကရထားပေမဲ့တိုက်ပွဲကမပြီးသေးဘူးလို့တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်အရစ်ကန်ကိုဧပြီလ6ရက်နေ့မှာစတင်တိုက်ခတ်ခဲ့တာဖြစ်ပြီးဧပြီလ9ရက်နေ့မှာအပိသက်သိမ်းပိုက်နိုင်ခဲ့တာပါတပ်ဖွဲ့အတွင်းချင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကတပ်ဖွဲ့ဝင်2ဦးကြဆုံးခဲ့တယ်လို့စစ်ကောင်စီဘက်ကသိဆုံးတဲ့ရုပ်အလောင်းတွေနဲ့လက်နက်ခဲယံအများအပြား တင်ဆက်ရရှိခဲ့ကြကစစ်တုပ်ပန်းတချို့ကိုလည်းအရှင်ဖမ်းမိထားတယ်လို့ဆိုပါတယ်။လက်ရှိအချိန်မှာအဲဒီစကန်ကနေထွက်ပြေးသွားကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိလို့နယ်မြေရှင်းလင်းရေးတွေဆောင်ရွက်နေပြီးစစ်ကောင်စီဘက်ကလည်းလေကြောင်းတက်ခတ်မှုတွေနေတိုင်းလိုလိုရှိနေတယ်လို့ချင်းညောင်တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ slide တင်မီက DPP ကိုပြောပါရရှင်။ KIO KIA ဌာနချုပ်လိုက်စာမျိုး JN စစ်ဆောင်စခန်းကကလေးသုံးဦးကိုပြန်ပေးဆွဲတပ်ဖြတ်ခဲ့တဲ့တရားခဏ်ကိုတရားရုံးကတည်တံချမှတ်လိုက်ပြီးဖြစ်တယ်လို့သိရပါတယ်ကျွလွန်သူဦးအောင်ဆောင်တွဲအောင်ကိုပုံမှ6ခုနဲ့တရားဆက်ဆိုခဲ့တာဖြစ်ပြီးမတ်လ29ရက်နေ့ကတည်ထောင်တရားရုံးမှရုံးထုတ်ခဲ့ပြီးတဲ့နောက်တရားရုံးကအမြင့်ဆုံးပြစ်ဒဏ်အဖြစ်တည်ထောင်ချမှတ်လိုက်တယ်လို့ KIO KIA ပြန်ကြားရေးသတင်းမီဒီယာက April 10ရက်နေ့ကထုတ်ပြန်လိုက်တာပါ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ22ရက်နေ့ကဥအုံဆောင်တွဲအောင်ဟာကလင်းငယ်၃ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ကလင်းငယ်မိဘတွေကိုတရုတ်ငွေ၃သိန်းနဲ့ပြန်လာရွေးယူဖို့ပြောဆိုခဲ့တာပါဖေဖော်ဝါရီလ25ရက်နေ့မနေ့ပိုင်းမှာတော့ KIA တာဝန်ရှိသူတွေကဥအုံဆောင်တွဲအောင်ကိုဖမ်းဆီးရမိခဲ့ပြီးကလင်းငယ်တွေရုပ်လောင်းရှိရာနေရာတွေကိုပြောပြခဲ့တယ်လို့သိရပါတယ်ပြပေးဆွဲတက်ဖြတ်ခဲ့ရတဲ့မင်းကလေးငယ်၃ဦးကတော့အသက်၁၀နှစ်အရွယ်၂ဦးနဲ့အသက်၁၇နှစ်အရွယ်၁ဦးဖြစ်ပါတယ်။ ဦးအောင်ဆောင်ဒွဲ့အောင်ဟာ2022ခုနှစ်မှာလဲလက်နက်ခရံတရားဝင်ရောက်ချမှုနဲ့ KIA ကထောင်နဲ့သုံးနှစ်ချမှတ်ခဲ့ပြီးနောက်ပြည်လဲလွတ်မြောက်လာပြီးဆယ်ရက်ကျော်အကြာမှာဒီအမှုကိုပြည်လဲကျူးလွန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။ အရာပြင်းငလင်ကြောင့်မြန်မာနိုင်ငံတဝန်းကပြည်သူကိုသန်းကျော်ငလင်တန်းကိုအပြင်းထန်ဆုံးခန်းဆားခဲ့ကြရပြီးစကားတိုက်တွင်းကပြည်သူတွေဟာငလင်မင်းနဲ့စစ်ဘေးကိုတပြိုင်တည်းကျုံနေကြရပါတယ်ဇသက်ကပြောပြပေးမှာပါရှင်စစ်ကောင်စီကအပြစ်ခတ်ယာယီရဲကြောင်ချင်းညာထားပေမဲ့စကိုင်းတိုင်းဒေသတွေကငလင်ဘေးတင်ကြေးရနဲ့မြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်တာတွေလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေကိုလက်ရှိအချိန်ထိလှုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ် စကိုင်းတိုင်းအတွင်းကကြေးရွာတွေကိုစစ်ကောင်စီကမကြာခဏစစ်ကြောင်းထိုးတာကြောင့်စစ်ပေးရှောင်နေရတဲ့ဒေသခံမိသားစုတွေဟာနေ့စဉ်ရဆက်ဆိုသလိုပုံရှောင်ထွက်ပြေးနေကြရပါတယ်။မတ်လ28ရက်ကစကိုင်းငလင်လောက်ခတ်ချိန်မှာတော့စကိုင်းတိုင်းအတွင်းကကြေးရွာတခုကမိသားစုတစုဟာငလင်လောက်တာကိုလေချောင်းတိုက်ခိုက်တယ်ထင်ပြီးပုံခုကျင်းနေဝင်ရောက်ပုံခုခဲ့ရာမိသားစုဝင်6ယောက်ပိတ်မိပြီးတိုက်ဆုံသွားတယ်လို့မိသားစုဝင်ဆုံးရှုံးခဲ့သူတယောက်ကပြောပါတယ်။အားလုံးပေါင်း6ယောက် ျွန်တော်သမီးရေကျွန်တော်ကလေး3ယောက်ရေကျွန်တော်ဒီမှာဒီအဖေရေပေါ့အဘကြောင့်တောင်းရလို့ဒီကျွန်တော်တို့ရွာမှာအဲတိုက်ပွဲဖြစ်တာပါလေတိုက်ပွဲဖြစ်တာပါအဲ့ကလေးကပဲမဝင်ခဲ့ရတော့လောလောဆယ်ငရင်တန်းကြောင့်ဖြစ်သွားတာတော့ခံစားရတာပေါ့သမီးရှောင်းတာကတော့အရာရာအလုံးကဒီတိုင်းပဲဖြစ်လာဆိုတော့ကျိုးနေသလိုဖြစ်နေတယ်ဒီမိသားစုလေးပါဝါတာကလည်းနည်းနည်းစိတ်ထိတိုက်နေတာလားဘလို့စိတ်သိမ့်နေတယ်ဆိုတော့ကျွန်တော်မှအမေရှိသေးတယ်လေအမေတစ်ဖက်နဲ့ဆိုတော့လည်း ဖြစ်ပြီးသားခဲ့တော့ဖြစ်သွားပြီဘာမှမတတ်နိုင်ဘူးအဲ့တော့အမေနဲ့ပဲအရင်မဲ့မေ့ပြောလိုက်ကျွန်တော်ပြောလိုက်ဒီလေးရစကိုင်းကလေးဗဟိုချက်တရားရခိုင်ဒေသမှာမြေကြီးအကွက်ကြောင်းတွေဖြစ်ပေါ်ခဲ့ပြီးလူနေအိမ်တွေပျောက်ကျပျက်စီးတာတွေလူတွေထိခိုက်ဒဏ်ရာတာတွေကြုံရပါတယ်။စကိုင်းတိုင်းရခိုင်အင်းရွာမှာဆိုရင်လည်းအသက်80အရွယ်အဖွားတယောက်ငလင်ကြောင့်ခြေထောက်နှစ်ဖက်လုံးအဆောက်အအုံပျောက်ကျပြီးမိပြီးခြေထောက်ဖြတ်ခဲ့ရပါတယ်။ ရေခါရင်းဒေတာဟာအရင်ကတည်းကရေခါထွက်တာကြောင့်ရေသန်းအခက်ခဲရှိနေပြီးအလူရှင်အရာပေါက်နေနေတယ်လို့စကိုင်းတိုင်းကိုကိုယ်တိုင်သွားရောက်ခဲ့သူကပြောပါတယ်ကျိုးရှိမှာကအဓိကလိုအပ်တာကစမ်းစီစားပါတော့ပြီးတော့ဆစ်လဲရှောင်ရတဲ့ဖြစ်တဲ့အခါကျတော့သူတို့အတွက်လုံလုံချုံချုံအိတ်ဖို့တဲရီပါရီတတိချာလိုအပ်တာပါတော့အဲအခုလောလောဆယ်သူတို့နေရတာကဖုံးကြီးကြောင်းနဲ့အဲကတ်နေရတာပါတော့အခုလုံငယ်နေလောက်တဲ့အခါကျတော့လေထပ်ပြီးတော့ငတင်းကအခုစက်တိုက်လုံနေအခါကျတော့ အဲ you know solution ကကွန်ပျူတာနေကြရတဲ့အိတ်ကြရတဲ့ဒါပေမဲ့အခုငလင်းဖြစ်တဲ့ခါကျတော့ဟိုလိုနည်းနည်းအကွဲချောင်းနေပါရဖြစ်တယ်ပေါ့နော်အစားအုပ်ရမှာအဲအလိုရှိတဲ့ခါကျတော့ပြူကြမှာဆိုတဲ့အကြောင်းမျိုးတို့နေနေရအခုဘယ်လိုမှအဲဒီအပင်ကြီးအောက်မှာပဲပေါ့နော်အပင်ကြီးအောက်ဒီမှာပဲအဲ့လိုဖြားခင်းအိတ်တာမျိုးအချင်းတကူခင်းပြီးအိတ်တာမျိုးအလိုမျိုးကြီးတွေလုံနေရတယ်ပေါ့နော်အော်ဒီများအဖြစ်နဲ့အကုန်လုံးကဒီအစားအုပ်ရမှာပဲမအိတ်ရဲကြတော့ဘူးပေါ့ဗျာ မြန်မာပြည်တွင်အင်အားပြင်းငလင်ဘေးတင်ဒေသတွေမှာလူပေါင်း16.2တန်းကျော်နေထိုင်ကြပြီးနိုင်ငံတော်ဝန်58မြို့နယ်ရှိလူပေါင်း6.1တန်းကျော်ဟာငလင်တန်းကိုအပြင်းထန်ဆုံးထိခိုက်ခံစားခဲ့ရတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညီနိုင်ရုံ UNO ခြားကခန့်မှန်းထုတ်ပြန်ထားပါတယ်။ မတ်လ28ရက်လောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ချောင်းတိတ်ဆုံးသူစုစုပေါင်း4316ယောက်ဒဏ်ရာရသူ6588ယောက်ပျောက်ဆုံးနေသူ448ယောက်နဲ့ကယ်ဆယ်ရရှိသူ498ယောက်ရှိပြီလို့ဧပြီလ6ရက်ည7:00နာရီအထိ DVB ကကောက်ယူရရှိထားတဲ့စင်းတွေကသိရပါဗျ။ကျွန်တော်ဇွဲသစ်ပါ။ ဒီပပရောမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆမ်းပါရှင်